ရှားတဲ့ပတ်စံနဲ့တန်အောင်ပွင့်ကားလို့ကြာအသားယူခံနေရတဲ့ဖြူဖြူတွေမင်းသမီးချောဖြူဖြူတွေကတော့လက်ရှိမှာ ရုပ်ရှင်ဇာကာရီမရရတော့ဘဲနဲ့ကြာကြာကြာပန်လုပ်တွေကိုလုတ်ကိုင်းနေကြပါရီအရင်တွေကအခုလိုမျိုးပဲတချင်းတီဆိုဖြောပြရင်းနဲ့နေတကာလဲနေတဲ့ဘဝကနေရိုသားကျိုးစားတာကြောင့်အမှုပညာလုပ်တွေကိုလှောက်ရပြီးတော့အမြင်လာခဲ့တာဖြစ်ပါရီဒါပေမဲ့လည်းသူမရဲ့အင်မတန်ကိုပွင့်လင်းပြီးတော့အမြင်မသင့်တော်စွာနေထိုင်တဲ့ပုံစံတွေကြောင့်ဘသူကမှရုပ်ရှင်ခေါ်မြိုက်ချင်ကြတော့ပါဘူးဒါကြောင့်နေပွဲတွေမှာတညကို3-5ဆယ်လောက်နဲ့လိုက်လံဖြောပြနေကြရတာဖြစ်ပါရီ ဒီလိုမျိုးဒုပညာကျေးသိန်း50ရှိပြီးတော့လိုက်လံဖြည့်ဖြည့်ရေကနေသူမရတဲ့ပတ်စံနဲ့တအောင်ဖွဲရည်ရေလိုချာနေထိုင်ပေးနေရပြီးတော့အသားယူတာတွေလည်းခံနေရပါတယ် တခါတော့ကဆိုရင်သူမတော့ရောက်ဖြောပြေးခဲ့တဲ့လူပွဲကြီးမှာဆိုရင်လူတကာကြီးရဲ့အသားယိုခြင်းကိုခံရပြီးတော့ပေးတဲ့ပတ်စံနဲ့တန်အောင်အခိုင်ခံရတာဖြစ်ပါရင်အခုပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်လေပွဲတပွဲမှာပြိသက်တယောက်ကဖြဖြူထွေးကိုစုတော်ငွေ9000စုချတော့မဲ့ပုံစံမျိုးလုပ်တာပါဒါပေမဲ့လေဆိုပါပြိသက်ဖြဖြူထွေးကိုဟိုလိုနေပါအောင်ဒီလိုနေပါအောင်စသဖြင့်မျိုးစုံနဲ့ဆော့ဆော့ကားကားခိုင်းနေတာပါတကယ်တော့ဖြဖြူထွေးဟာစကက်တိုဝစ်ထားတာကြောင့်လေအစိုးရကောင်လေးကတမင်တက်တက်ဖြဖြူထွေးကိုထိုင်ခိုင်းတာခိုင်းလို့နေတာပါဒီလိုပတ်စံ9000နဲ့အခြားနာမည် ယ်ကြီးစေရီနုပညာရှင်တယောက်ဆော့ကားရင် ြဿနာကြီးကြီးတက်သွားနိုင်ပါတယ်။ဒါပေမဲ့လည်း Facebook ဆယ်ရီဖြူထွေးကတော့ဒီလိုမလုပ်ခဲ့ပါဘူး။ဖြူထွေးကလိမ္မာပါနဲ့စာနဲ့ပဲပြိသက်စီတင်းကြနေပြီးခဲ့ပါတယ်။ဆယ်ရီဖြူထွေးကတော့အမှုပညာလုပ်တွေကိုစ조사လုပ်ကင်နေခဲ့ပြီးမိသားစုကိုချမ်းသာစွာထားနိုင်မှုတွေလှူဆောင်နေတာဖြစ်ပါတယ်။အလို့တန်းတွေကိုလည်းအများကြီးလှူတာကြောင့်သဘောကျတဲ့ပြိသက်တွေကတော့များပြားပါတယ်။ဒါပေမဲ့ချိုကတော့သူမကအပေါ်ရင်ဟန်ဆောင်ပြီးတော့လုံနေတယ်ဆိုပြီးတော့ဝေဖန်နေကြတာလည်းရှိပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဖြူထွေးကတော့ပတ်စံတွေကိုတိုးပွားအောင်ပုံမရှာဖိမဲ့ဆိုပြီးတော့ရှိသမျှလုပ်တွေအကုန်လုံး တိတ်ကြုံလုပ်နေကြတာပါဘဲပွဲမှာပဲငါငါတော့ရဖြစ်ဖြစ်ပေးတက်ပြီးတော့ တခါတလေမှဆိုရင်ဘီယာဆိုင်တွေမှာပါတွားရောက်ပြီးတော့ဖြစ်ဖြစ်ပေးနေတတ်ပါသေးတယ်။အဲ့ဒီခါတုန်းကလေဘီယာဆိုင်ပန်ရှင်တွေပြဿနာတွေတက်ခဲ့ရပြီးတော့လူပြောများနေကြတာပါ။ကျုံညာတွေလည်းရိုက်ကူးခဲ့ပေမယ့်မသိမ့်တော်စွာရိုက်ကူးခဲ့တဲ့အတွက်ဝေဖန်မှုတွေရရှိခဲ့ပြီးနောက်မှာတော့အလူပွဲတွေကိုပဲလိုက်လံဖြစ်ဖြစ်ပေးနေရပါပြီ။ပြီးခဲ့တဲ့လတော်ကဆိုရင်လေအလူတရကကြီးရဲ့အကိုဖြစ်သူဟာသူမကိုလက်တွေအတင်းကန်ခိုင်းနေပြီးတော့ပေးတဲ့ပတ်စံနဲ့တန်အောင်အသားယူနေတာကိုတွေ့ရတာဖြစ်ပါပြီ။ဒါပေမဲ့သူတို့ပေးတဲ့ပတ်စံကိုယူထားပြီးသားဖြစ်တာကြောင့် သူတို့ရဲ့အလို့ကြောင့်နေထိုင်ပေးနေရပြီးတော့လက်ကိုလည်းကင်ပေးရတာဖြစ်ပါတယ်။သူမဘာသာအေးအေးဆေးကြုံကြရရရှိရုပ်ရှင်ကားရရှိရင်အခုလိုမျိုးဖြစ်နေကြုံတွေ့ရမှာမဟုတ်ပါဘူး။ဒါပေမဲ့အရင်လိုကြုံကြမြိုက်တော်တွေတွေငားရက်နဲ့ပွဲတွေကိုလိုက်နာဖျော်ဖြေပေးရပြီးတော့ပုံစံမျိုးစုံနဲ့စော်ကားခံနေရတာဖြစ်ပါတယ်။အထူးသဖြင့်ပွဲကားတွေကဖြူဖြူတွေးကိုစကတ်တူတွေဝစ်ခိုင်းလူတွေကဖုံးတဲ့အောက်ကနေဓာတ်ပုံပင်ရိုက်ပုံစံမျိုးစုံနဲ့ဖြစ်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဖြူဖြူတွေးကိုတနားကျူနာတက်ကြတာဖြစ်ပါတယ်။အထူးသဖြင့်ဖြူဖြူတွေကဘလောက်ပဲသူ့ကိုစော်ကားပါစေ တည်တည်ငြိမ်လေးနဲ့ပညာသားပါပါကြိုက်တွေ့တတ်လို့လဲချီးကျူးကြပါရင်ယခုကြည့်နေကြတဲ့ပရိသတ်တရားရောနေရမရွေးလိုက်လံဖြောပြင်းနေပြီးရောရှားတဲ့ပတ်စံနဲ့တန်းအောင်ပွင့်ကားရီရဲ့လူကြခိုက်ခဲနေရတဲ့ဖြူထွေးရဲ့ဖြစ်ပေါ်မှာပရိသတ်ကြီးတို့ရောဘယ်လိုမျိုးထင်မြင်မိလဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်အပင်းနှင်ခဲ့ကြတဲ့တွင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်